န်ဒီကိုပေါ့နော်ကွာတငယ်ချင်းဆိုတာထက်ပေါ့နော်တကယ်မြန်မာပြည်က artist တယောက်အနေနဲ့လည်းတကယ်ကုန်ယူပါတယ်ကောင်းပေါ်တမန်ရိုင်းပြီးလူကိုလာမစော်ကားနဲ့အချင်းမသေးနဲ့ငါခွင်းလို့လို့ရှော်ထားတဲ့ကာမကတန်ခဲ့ရင်ရုပ်ရစစ်ရချော်ချတင်တော့ကမီးစက်နေရငငယ်တော့တော့ keep ဖြစ်တဲ့ဝက်ကလေးပေါ့နော်နည်းနည်းအဲချစ်ဖို့ကောင်းတဲ့ keep ဖြစ်တယ်ဒါပေမဲ့အခုဒီ figgy ကတော့တကယ် evolve ဖြစ်လာတဲ့ဝက် figgy ပြီးတော့တော့နောက်တစ်ခါတကယ်အကြမ်းစားပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်သူ့ရဲ့အသေးပေတွေကိုတစ်ခုပြီးတစ်ခုအဲ့လိုဖော်ပြ flying higher she's got burning desire အဆင်ပြေလာတဲ့အချိန်လေးအဆင်မပြေတဲ့အခက်အခဲဖြစ်တဲ့အချိန်တွေမှာလည်းဘာတွေကြုံတွေ့ရလဲဆိုတဲ့ဟာလေကိုကမြင်နေရတယ်ပေါ့နော်ပြီးတော့ဒီတစ်ချင်းရလာတဲ့အချိန်မှာလည်းသူကလုံးဝဟို gear က100%တော့မဟုတ်200 300%တော့သူကလုံးဝတင်ထားပြီးတော့မှဒါကိုသွားထားတာပေါ့နော် ain't got low spirit you can hold me down i got no limit you can hold me down my pet so vivid စ္စန်ဒီနဲ့အလုံးနဲ့ခြားလို brand တွေအတွက်ပေါ့နော်အလုံးနဲ့လုတ်ခဲ့ရတယ်လည်းအများကြီးရှိတယ်အဲပြီးတော့ရင်အဲ music video ဆိုလည်းသူမမရရအဲဟိုးရှင်တော့တော်တော်ကြာပြီခုနှစ်နှစ်ရှစ်နှစ်လောက်ရှိပြီအဲတုန်းကတော့ကိုကလည်းအဲဆဆလုတ်တယ်သူကလည်းဟိုဆလုတ်တယ်ဆိုတော့အဲတုန်းကတော့တချင်းလေးတွေတပုံးနှစ်ပုံးလောက်တော့ music video ရိုက်ခဲ့ပြီးရပေါ့နော်ဒါပေမဲ့အခုလိုမျိုးတေးသေးချာချာနှစ်ယောက်စလုံးဒီချာလောက်ထားတာတော့ဒါဒီတစ်ချက်ကတော့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မတူဘူးပေါ့ အာဒီတချင်းကိုစပြီးမိစန်ကြီးကဆက်တွယ်လာတာလုပ်မယ်ဆိုပြီးတော့ direct load ပြပါလို့ပြောလာတော့2024 October တည်းကအဲ့တည်းကဟို collect ခီးသွားလိုက် collect ခီးသွားလိုက်လုပ်မယ်ဆိုပြီးတော့မှဟိုမလုပ်ဖြစ်တရားပေါ့နော် January မှပဲစရိုက်ဖြစ်တာဒါပေမဲ့အဲ့ကာလတစ်ချောင်းမှာစဉ်းစားတယ်တောက်လျှောက် idea တွေကိုကဟိုဘယ်လိုပဲဘယ်နေရာပဲရရအောင်အမြဲတမ်းစဉ်းစားနေတယ်ပေါ့နော်ပြီးတော့ ျွန်တော် team ကိုအကုန်လုံးပြောတယ်ဒီလိုမျိုးလုပ်ကြမယ်ဟေးဆိုတော့အကုန်လုံးကလည်းတကယ်ကိုအရန်ပျော်ကြတယ်ပေါ့နော် excited လည်းဖြစ်ကြတယ်ဒီ project ကတော်တော်လေးကြီးတော့ပေါ့နော်ပြီးတော့တစ်ခုကောင်းတာကမစ္စန်နီကတောက်လျှောက် freedom ပေးထားတယ် creative ပေါ့နော် creative freedom လို့သူကအပြည့်ပေးထားတယ်ပြည့်ထားတယ်ဆိုတော့ဟိုတော့လည်းလုံးဝအကောင်းဆုံးဖြစ်ရင်ပြီးတော့ပေါ့နော်နောက်ဆုံးသူကအဆင်ပြေနေအောင်ကိုယ်အဆင်ပြေသိမ်းပြန်လုပ်မယ်ဆိုတော့သူကလည်းကြားတယ်လို့အဲ့လိုမျိုးပေါ့နော်အဲ့တော့တကယ်လည်းရိုက်တဲ့နေ့ကိုတကယ်ဖြစ်လာဖို့အတွက်ကကျွန်တော်တို့ကလနဲ့ချီပြီးစီစဉ်ရတယ်ဒီ script ရေးတာတွေရှိတယ် script ဆိုဒီ တရားတွေပေါ့နော်ပြီးတော့ရင်ကျမတို့ကလုတ်လုတ်ချင်တာတွေကတော့ရှိရကျမတို့ဒီ CG artist တွေနဲ့လည်းတိုင်မြင်ရတယ်တိုင်မြင်ပြီးမှဒါကဖြစ်နိုင်လား shooting မှာဆိုလည်းတို့ကလာနေတယ် shooting ဆိုလည်းကျမတို့ကနှစ်ရက်ရိုက်ခဲ့လိုက်ရတယ်ပေါ့နော်ပြီးတော့ကျမတို့ assistant director ရှိတယ် producer ဆိုလည်းအကုန်လုံးဒီဟာတွေကြောက်တုံးနေရအစဘယ်ကနေသွားရှာမှာလဲဟိုအောက်က mind နဲ့တူအောင်ဘယ်လိုလုပ်ကြမှာလဲတူရင်ဘယ်လိုတူမှာလဲအဲ့ဒါ mind နဲ့တူတဲ့ဟာဟောဟိုဟုတ်လားမှန်လားပေါ့တကယ်လည်း research လုပ်ရတယ်ပေါ့နော်ဒါတွေအကုန်လုံးအကုန်လုံးကဝိုင်းပြီးတော့မှလုပ်လာတယ်ပြီးတော့ costume ဆိုရင်လည်းကျမတို့ designer မင်းခန့်တဲ့တချို့အများဆုံးအဖြစ်ကိုချုပ်တယ်ပေါ့နော်ဒါပေမဲ့တချို့ဟာကြာလဲအချိန်မမီတော့ကျမတို့ online ကမှားရတာလေးရှိတယ်အဲ့တော့အကုန်လုံးကတကယ်ကိုပဲ make up ဆိုလဲ rehearsal ကိုကျမတို့က3-4ခါလောက်လုပ်ရတယ်သူတို့မှမျက်ခုံးမွေးပါဆိုအကုန်ချုပ်ပြရတယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့တော့တကယ်ကိုအဖွဲ့ဝင်သားအားလုံးကတည်တည်ချာချာကိုလားနဲ့ချီပြီးပါဝင်ထားတဲ့ project ပါ preparation ပါပြီးတော့ဒီဆက်နေရာလဲအကုန်လုံး creative freedom အပြည့်ပေးထားတော့အကုန်လုံးကလဲလုပ်ရတာလဲပျော်တယ် ဟိုဒီထက်ပိုပြီးကောင်းအောင်လဲလုပ်ချင်တဲ့စိတ်ကအကုန်လုံးအပြည့်အဝရှိကြတယ်ပေါ့ကောင်းမော်တမန်ရိုင်းပြီးလူကိုလည်းမစော်ကားနဲ့အချင်းမသိနဲ့ငါခွင်းလို့လို့ရှော်ထားတဲ့ကာမကဒဏ်ခဲ့ရင်ရုပ်ရက်စက်ရချော့ချ ီတစ်ချက်ကခုနပြောသလိုသူနဲ့ကိုယ်နဲ့ခင်တာကလည်းဆယ်စုနှစ်ကျော်ရှိပြီအဲ့တော့သူအဆင်ပြေလာတဲ့ချိန်နေအဆင်မပြေတဲ့အခက်အခဲဖြစ်တဲ့ချိန်တွေမှာလည်းဘာတွေကြုံတွေ့ရလဲဆိုတဲ့ဟာလည်းကိုကမြင်နေရတယ်ပေါ့နော်ပြီးတော့ဒီတစ်ချက်ရောက်လာတဲ့ချိန်မှာလည်းသူကလုံးဝဟို gear က100%တော့မဟုတ်200 300%လောက်သူကလုံးဝတင်ထားပြီးတော့မှဒါကိုသွားထားတာပေါ့နော်အဲ့တော့တစ်ချက်နေမှာဆိုရင်လည်းသူဒီကျော်ဖြတ်လာတဲ့အဓိပ္ပာယ်တွေကိုကျွန်တော်တို့ဖော်ပြချင်တယ်ပြီးတော့သူ့အတွက်လည်းဟိုအဓိပ္ပာယ်ရှိစေချင်တယ်ပေါ့နော်ရုပ်လည်းလှစေချင်တယ်စမ်းလည်းအမြင်လည်းစမ်းစေချင်တယ်ဥပမာပြောရမယ်ဆိုရင်ဟိုဟာ ဝက်ပေါ့နော်ဒီမစ္စန်နေရာတကုတ်သူလုံးဝ piggy boo ဆိုတဲ့ trademark ကသူရှိပြီးသားသူမှာ brand တွေလည်းရှိတယ်ဒါဆိုရင်ကျွန်တော်တို့အရင်တော့ကမစ္စန်နေရာငငယ်တော့တော့ keep ဖြစ်တဲ့ဝက်ကလေးပေါ့နော်နည်းနည်းအဲချစ်ဖို့ကောင်းတဲ့ keep ဖြစ်တယ်ဒါပေမဲ့အခုဒီ piggy ကတော့တကယ် evolve ဖြစ်လာတဲ့ဝက် piggy ပြီးတော့တော့နောက်တစ်ခါတကယ်အကြမ်းစားပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်သူရဲ့အဓိပ္ပာယ်တွေကိုတစ်ခုပြီးတစ်ခုအဲ့လိုဖော်ပြထားတယ်ဥမာမွေခေါင်းပေါင်းထဲမှာကုနာမွေလေးလည်းရှိတယ်ဒါဆိုရင်လည်းတော့တော့သူအေးစစ်စစ်နေတယ်တော့သူဟိုဖြစ်တယ်ဒါပေမဲ့မွေမွေကဒါပေမဲ့ cute တော့ဖြစ်တယ်ဒါပေမဲ့အစိတ် လည်းရှိတယ်ပေါ့နော်အဲဆိုသူ့လာလုံးမသူပြန်ဟတ်တယ်ပေါ့ဒီလိုမျိုးလေးတွေပြီးတော့နောက်တစ်ခါဟိုတွင်းတူးတယ်ဆိုရင်လည်းဒါကသူ့ကိုယ်သူကဗဒမြားနဲ့တင်စားထားတာဖြစ်တဲ့အတွက်ဒါကဗဒမြားနဲ့တင်စားရုံနေမကပဲနဲ့သူ hibernate အိတ်နေတဲ့မစ္စံတွေကိုသူကိုယ်တိုင်ကပဲပြန်ပြီးတူးခေါ်ရတယ်ဆိုတဲ့ဟာစဉ်းနိုင်စဉ်းနိုင်မှာကကျွန်တော်တို့အတိတ်လေးတွေနဲ့ဖော်ပြထားပါတယ်ဟုတ်ဟုတ် ဟုတ်တယ်ကိုဟိုဘတ်ဂျက်ကတော့ပေါ့နော်ပုံမှန်သူကုန်နေတာထက်တော့သူအများကြီးသူထည့်သုံးထားတယ်ဘာလို့ဆိုတော့ CG တွေလည်းအများကြီးပါတာဖြစ်တယ်ထည့်ရတောင်ရိုက်ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကင်မရာဆိုရင်လည်း Alexa Arri နဲ့ရိုက်ထားတာပေါ့နော်အဲ့တော့အကုန်လုံးကဟိုအကောင်းဆုံးဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကဟိုစီစဉ်ထားတာဖြစ်တယ်အာသူကလည်းဟိုအစားလည်းကျွန်တော်တို့စီစဉ်ထားတဲ့ဟာလေးတော့ရှိရပေါ့နော်ကဲနောက်ဆုံးဒီကဆိုရင်တော့ပိုကောင်းမယ်ပိုကောင်းမယ်ဆိုပြီးတော့မှသွားတာပေါ့နော်အဲ့တော့ ထူးသဖြင့်ကတော့ပြောရမယ်ဆိုရင်တော့ဒါက international art artist တွေပါဝင်တဲ့ project လေးဖြစ်တဲ့အတွက်မြန်မာပြည်ကအမှုပညာရှင်ပြီးတော့မြန်မာပြည်ကဒီလိုမျိုးလုပ်တဲ့ production ပေါ့နော်အဲ့ဒါတွေကလည်း international နိုင်ငံတကာနဲ့ရင်မာအောင် တန်းနိုင်အောင်ဆိုတဲ့ပုံစံလေးနဲ့ကြီးရွယ်ပြီးသွားထားတာဖြစ်တဲ့အတွက်သူကတော့အများကြီးတော့ဟိုလူရောအကုန်လုံးပေါ့နော်စူးစမ်းပြီးအားထုတ်ထားပါတယ်ဟုတ်အာဟုတ် ဟုတ်ကဲ့ပါအဲမစ်ဆန်ဒီကိုပေါ့နော်ကတငယ်ချင်းဆိုတာထက်ပေါ့နော်တကယ်မြန်မာပြည်က artist တယောက်အနေနဲ့လည်းတကယ်ကုန်ယူပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू ဟိုတော်ရုံတန်ရုံပေါ့နော်ဒါကလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးမြန်မာလူမျိုးတယောက်အနေနဲ့ English ကိုဘယ်လောက်ပဲ English စကားပြောတတ်ပြောတတ်ဒီလိုမျိုးတချင်းတစ်ခုဖြစ်အောင်ရေးဖို့တချင်းကမှတော့ rap ဖြစ်အောင်ရေးတဲ့ဟာဆိုတော့ပေါ့နော်ဒါနည်းတဲ့ skill မဟုတ်ဘူးပေါ့နော်အဲ့တော့သူ့ရဲ့လုံနိုင်တဲ့ကျွမ်းကျင်မှု လုတ်ချင်စိတ်ရှိတဲ့စိတ်ဓာတ်ပေါ့နော်ဟိုတကယ်ကို strong ဖြစ်တယ်ဒါကိုလုံးဒီဇိုင်းမမတ်သူလုတ်ကိုရအောင် လုပ်မယ်ဆိုတော့အဲသူရဲ့စူးစမ်းအားထုတ်မှုတွေကိုအမြဲတမ်းတွေ့ရတော့တကယ်လဲ congratulations ပါဟိုတကယ်လဲကုန်ယူမိပါတယ်တကယ်ဟိုဒီသချင်းကလည်း international အထိလဲသွားနိုင်ပြီးမြန်မာနိုင်ငံက artist တွေဘယ်လိုလုပ်နိုင်လဲဆိုတော့ကိုစားပြုနိုင်တဲ့အဲသချင်းဖြစ်မဲ့အထိကိုလဲမျှော်လင့်ထားပါတယ်ဟုတ်